မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းအပြောနဲ့အလုံမညီလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းရဲ့ဒုတိယကျင်းကြီးညာထားတဲ့အပြည့်ရည်ကြီးကဗုဒ္ဓဦးနေမှာတက်တန်းကုံဆုံးသွားပြီဖြစ်တော့လေထပ်မံတက်တန်းတိုးမဲ့သဘောမျိုးမတွေ့ရသေးဘူးလို့ Nikkei Asia Review မှာရေးသားထားပါတယ်။ ဒါပေမဲ့လည်းတန်တမန်များနဲ့သူတေတီတွေကတော့တကယ်လို့တိုးလာခဲ့တဲ့အချိန်ဘာမှထူးလာမှာမဟုတ်ဘူးလို့ပြောလာကြပါတယ်။လေကြောင်းမှပုံကျဲတိုက်ခိုက်မှုတွေကငလင်မလုံမီကလိုပဲအချိန်ကျသွားခြင်းမရှိလို့ဆိုပါတယ်။မလ28ရက်နောက်25ရက်အတွင်းလေကြောင်းတိုက်ခိုက်မှုပေါင်း298ကြိမ်ရှိခဲ့ရာငလင်မလုံမီ25ရက်အတွင်း318ကြိမ်ရှိခဲ့တဲ့အတွက်အချိန်40ခန့်သာမင်းရောင်လိုက်ကရှော့ချပင်းခဲ့ပါတယ်။ဒီလိုလေကြောင်းတိုက်ခိုက်မှုမျိုးကစစ်တပ်မှသာလုံနိုင်စွမ်းရှိနေတဲ့အတွက်ဘသူကဖောက်ဖျက်နေရဲဆိုတာကိုငြင်းလို့မရတဲ့တတိမျိုးလေးဖြစ် ်ပါတယ်။မင်းအောင်လိုင်းဖိုးကဂုံတိတ်ခါဆိုတာကအသက်ထပ်ဖို့အရေးမကြီးလို့သဘောထားနေတော့လဲပြဿနာရှိလာနေတာကမလေးရှားဝန်ကြီးချုပ်အန်နဝါဣဘရာဟင်ပဲဖြစ်ပါတယ်။၎င်းဖိုးမင်းအောင်လိုင်းကိုခေါ်တွေ့ရတာသာအဖက်တင်သွားခဲ့ပါတယ်။မလေးရှားဘက်ကမျိုးသားညီညွတ်ရေးအစိုးရမှစစ်တပ်ကပြစ်ခတ်ရဲစိမ်းချိုးဖောင်နေတယ်လို့စွပ်စွဲနေတော့လဲဂျာမအတီးပြုချက်မရသေးလို့ဆိုပါတယ်။အကြိမ်ပေါင်း200ကျော်ပုံကျဲတက်ခိုက်ပြီးခုနှစ်နှစ်တမီနဲ့မွေးကင်းစကလေးငယ်တအုပ်ပါဝင်လူပေါင်း200ကျော်တည်ဆုံသွားခဲ့တယ်ဆိုတာအတီးပြုချက်မရသေးလို့ပြောလာခြင်းကပဲအန်နဝါမျက်နှာ ာပြင်ရမယ်အရေးကာကွယ်ပြောနေခြင်းသာဖြစ်ပါတယ်။နိုင်ငံတိုင်းဝင်ကြီးဒေါ်စင်မအောင်ကမလေးရှားနိုင်ငံရေးဝင်ကြီးယုံကိုတိုင်ရိုက်ဆက်သွင်းအကြောင်းကြားနေခဲ့ပြီလို့ပြောဆိုခဲ့ပါတယ်။၎င်းတို့အပြစ်ရတယ်ဆိုတာကလည်းစာရွက်ပေါ်ကအာမခံချက်မျိုးသားဖြစ်ပြီးဘာမှအပြောင်းလဲမရှိလို့ဆိုပါတယ်။မလေးရှားအစိုးရနဲ့နှိစက်တဲ့သတင်းရက်ကွက်ကတော့တိုင်ရိုက်ဆက်သွင်းအကြောင်းကြားတယ်ဆိုတာကအတိတ်ဘက်ကလွှဲမှခြင်းဖြစ်ကြောင်း၎င်းတို့သိရသမျှ NUG မှာမလေးရှားအစိုးရနဲ့တိုင်ရိုက်ဆက်သွင်းတဲ့ hotline လိုမျိုးမရှိသေးဘူးလို့ညင်ချက်ထုတ်လာခဲ့ပါတယ်။အင်ကာနီမှာတော့အန်ဝါမ နှစ်ဖက်စလုံးချိုးပေါက်နေရဆိုတဲ့ဆွဆွဲချက်တွေရှိလာနေပြီလို့ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။အဲ့ဒီအတွက်အပြစ်ရရင်ကိုတတန်းတိုးပေးကြဖို့ထပ်ပြီးမြစ်တာရက်ခံလိုတယ်လို့ဆိုပါတယ်။မလေးရှားကပြစ်ခတ်ရစရင်ကိုလေးလာဆောင်ကြည့်နေကြောင်း၎င်းကလူသားချင်းစာနာထောက်ထားရေးကူညီများကိုခွဲခြားဆက်ဆံခြင်းမရှိဘဲပေးနိုင်ဖို့အလွန်စွာအရေးပါလာနေတာဖြစ်တယ်လို့လည်းပြောဆိုခဲ့ပါတယ်။ မလေးရှားစစ်တပ်မှစစ်မြေပြင်သုံးစရုံကိုစကိုင်းမှာဖွင့်လှစ်ပေးထားခဲ့ပြီးပြင်ပလူနာ900ကျော်ကိုကုသပေးနိုင်ခဲ့လို့နောက်ထပ်တလခန့်ဆက်သားသွားမယ်လို့မလေးရှားစင်ဦးစီချုပ်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။မလေးရှားကာကွယ်ဝင်ကြီးဌာနမှထိတ်တန်းပုဂ္ဂိုလ်တွေကလက်ရှိအဖြစ်ခန့်ရဆိုင်ပါဝင်မြေပြင်အခြေအနေများကိုလေ့လာစောင့်ကြည့်သုံးသပ်နေတယ်လို့သတင်းရင်းမြစ်တွေကအသိပေးလာခဲ့ပါတယ်။ရန်ကုန်ရှိတန်တမန်တွေကတော့မလေးရှားရဲ့တန်တမန်ကြီးဂျိုးပန်းမှုတွေကိုအားရစရာမရှိလို့ယူဆထားပြီးဖြစ်ပါတယ်။မင်းအောင်လိုင်းနဲ့အန်နဝါတို့တွေ့ဆုံပြီး48နှစ် တွင်မှာပဲလီကြောင်းမှာပုံကျဲတက်ခိုင်းလာတာကပဲ၎င်းတို့ရဲ့သဘောထားအတော်ပင်တည်သားသွားခင်ရတယ်လို့ထောက်ပြလာကြပါတယ်။၎င်းတို့တက်ခိုင်းလာတဲ့ဒေသတွေကငလင်ပဟိုချက်ဖြစ်တဲ့မန္တလေးနဲ့စကိုင်းတိုင်းရှင်ရှိဒေသများအပါဝင်ဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါ၄၈နာရီတွင်စတင်ကြောင်းများပုံကြီးကြောင်းများအိမ်များပြပြက်စီသွားပြီးအရက်သား20ခန့်တည်ဆုံသွားခင်ရပါတယ်။အဲ့ဒီအတွက်အပြစ်ခန့်ရစရင်လီလာဆောင်ကြည့်မယ်နိုင်ငံတကာရန်နီယာတရရှိနေဖို့လိုအပ်ပါတယ်။မင်းအောင်လိုင်းကနိုင်ငံတော်ဝက်ကြော်များအုတ်ချုံနိုင်စွမ်းမရှိတော့တော့လဲလွယ်လွယ်နဲ့အလျှော့ပေးမ မဲ့လူမျိုးမဟုတ်တဲ့အတွက်အနဝဘို့လိုအပ်တယ်လို့ဖိအားပေးနိုင်ဖို့တင်ကြပါအခက်ခဲများဖြစ်လာတယ်လို့လေလာသူတွေကဆိုပါတယ်ကုလသမဂ္ဂရဲ့တနင်္လာနေ့မှာထုတ်ပြန်တဲ့နောက်ဆုံးရအစီရင်ခံစာမှာငလင်တန်အစိုးရဆုံးခံခဲ့ရတဲ့ဒေတာရရှိလူဦးရေ6.3တန်းကအခုအညီတွေလိုအပ်နေပြီးကုလအနေနဲ့ဒေါ်လာ295တန်းလိုအပ်နေတယ်လို့နိုင်ငံတကာကပန်ကြားတော်လဲအခုဒီ33.8တန်းသာရရှိသေးတယ်လို့ဆိုပါတယ် ငလင်တံမခံရမီကလေးကနိုင်ငံလူဦးရေ၃ပုံ၃ပုံဖြစ်တဲ့18.6တန်းခန့်ရှိလူများအတွက်အသက်ကယ်ဆယ်ပေးနိုင်မယ့်အကူအညီများလိုအပ်နေကြတယ်လို့လည်းဖော်ပြထားပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေကအားရစရာမကောင်းတော့လဲအကူအညီအချို့ဝင်ရောက်လာနေပြီးလူဦးရေထူထပ်တဲ့ငလင်ဖြစ်ပွားရာဒေသတွေကပဋိပက္ခဖြစ်ပွားရာနဲ့အလံဝေးနေတဲ့အတွက်အကူအညီများပံ့ပိုးနိုင်ဖို့ဖြစ်နိုင်ခြင်းရှိတယ်လို့ကမ္ဘာ့ချက်ချင်းဤနဲ့လာချမ်းဤအတင်းကြီးရဲ့တာဝန်ခံကပြောခဲ့ပါတယ်။ Economic Magazine ကြီးမှာ AP 29ရဲ့တကောင်ရဲ့မှာမြန်မာစစ်အာဏာသိမ်းဖွယ်ရင်အတူရ ောင်ပြစ်ခတ်ရဲစင်အဆုံးသက်သွားပြီဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတို့တပုတ်ပါရှိခဲ့ပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်မတိုက်ပင်လားရှိုးကိုအလွန်ရလိုက်တဲ့စစ်ကောင်စီကမိုးကုတ်ထိပါတိုက်စစ်ထိုးဖောက်ခြင်းကြံစီနေပြီးလေကြောင်းမှပုံကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းတွင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့တွင်းငယ်တဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီးမိုးကုတ်ဘက်ခြမ်းအထိပါတိုက်စစ်ဖော်ဆောင်ရန် ထိုးဖောက်ကြိုးစားနေကြောင်းသိရပါတယ်။ AB 30ရဲ့ည7နာရီကျော်ကအချိန်မှာတောင်း TNL တပ်များထိန်းချုပ်ထားတဲ့မိုးကုံမြို့နယ်ဘက်ကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းစစ်ရေးတရင်အရင်မြစ်တွေစီကသိရပါတယ်။တပိတ်ချင်းနဲ့တွင်ငယ်ဘက်ကိုစစ်ရင်အားလည်းပို့တဲ့လေကြောင်းနဲ့တိုက်ခိုက်တဲ့လက်နက်ကြီးနဲ့တိုင်းပစ်တာတွေလည်းလုပ်နေတဲ့မိုးကုတ်ကိုစစ်ရေးထိုးဖောက်ဖို့ကြိုးစားနေရဆိုတာသိသားနေပါတယ်လို့စစ်ရေးတရင်အရင်မြစ်ကပြောပါတယ်။စစ်ကောင်စီကကိုကန့် MND တပ်များထိန်းချုပ်ထားတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရုံးဆိုင်ရာလာရှုမြို့ကိုတရုတ်အုပ်ကူညီနဲ့အလွယ်တကူရရှိပြီး ရဲ့နောက် TNL တပ်များထိန်းချုပ်ရာမိုးကုတ်မြို့ကိုရရှိဖို့အတွက်ထိုးပန်းလာခြင်းဖြစ်ပါတယ်။မနီညာမိုးကုတ်ကိုပုံကျဲတဲ့နေရာကိုအသေးစိတ်မသိရသေးပဲတစ်ဆိုင်ကုန်းဘက်ကိုလေကြောင်းမှပုံကျဲသွားခြင်းဖြစ်တယ်လို့ဒေသခံတချို့စီမံသိရပါတယ်။ စစ်ကောင်စီကမန္တလေးတိုင်းတွင်းရှိတော်လိုင်းတပ်များထိန်းချုပ်ထားတဲ့တပိတ်ချင်းမြို့နယ်မှာရှေးထွက်ရွာကိုလည်းပြီးခဲ့တဲ့ AP 19ရက်ညပိုင်းကပုံကျဲတိုက်ခိုက်ခဲ့ရာကလင်းငယ်များပါဝင်20ကျော်တိဆုံးခဲ့ကြောင်းသိရပါရယ်။ဒါ့အပြင် AP 17ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်လိတ်ကျရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ခဲ့ရာဒေသခံ73တိဆုံးခဲ့တယ်လို့သိရပါရယ်။စစ်ကောင်စီအနေနဲ့မန္တလေးတိုင်းတွင်းရှိတော်လိုင်းတပ်များထိန်းချုပ်ရာနေရာများကိုပြန်လည်စိုးမိုးမှုရယူလိုနေပြီး ။စည်ရီမှာမိုးကုတ်ကိုအတိကရည်ရွယ်ပြီးဥတီတိုက်ခိုက်နေတာဖြစ်ကြောင်းတော်လိုင်းဖွဲ့တွေကပြောပါရယ်။လက်ရှိမှာစစ်ကောင်စီကအလားရှုံအပြင်မိုးကုတ်နဲ့ရှမ်းမြောင်ရှိတောင်ခမ်းကိုပါပြန်လည်ရယူဖို့အတွက်အစိမ့်ွင့်ဘုံတွေပါတောင်းပြီးနေ့စဉ်တိုက်ခိုက်လျက်ရှိကြောင်း TNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။နောက်ထပ်တစ်ပုတ်အနည်းပြည်ပကိုတွားရောက်လောက်ကန်မှုတွေကြောင့်လို့တမရှာပမှုဖြစ်ပေါ်နေတဲ့အတွက်ဘဝလုံးကျုံမှုရှိတဲ့ပြည်တွင်းမှာသာအလုံးလောက်ကန်နိုင်ရေးဆောင်ရွက်မယ်လို့မင်းအောင်လိုက်ပြောဆိုပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာပြည်ပနိုင်ငံတွေကိုတွားရောက်အလုံးလောက်ကန်မှုတွေကြောင့်အလို့တမရှာ ပါမှုတွေဖြစ်ပေါ်နေတဲ့အတွက်ဖြီရင်းမှသာဘဝလုံခြုံမှုရှိတဲ့အလုပ်များလောက်ကင်နိုင်ရေးဆောင်ရွက်မှာဖြစ်ကြောင်းအကြံဖတ်စေကောင်းဆောင်မင်းအောင်လိုင်ကထုတ်ပြန်ပြောဆိုပါတယ်။မေလာတရနေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာလူသမားနေအဖြစ်မင်းအောင်လိုင်ကအဲ့ဒီလိုထုတ်ပေါ်ပြောဆိုလာတာပါ။ဖြီပောက်ကိုတွားရောက်လောက်ကင်မှုတွေကြောင့်ဖြီရင်းမှာလူသမားရှားပါမှုတွေဖြစ်ပေါ်နေရရှိတဲ့အတွက်ဖြီပောက်ကိုတွားရောက်အလုပ်လောက်ကင်ခြင်းထက်ဘဝလုံခြုံမှုရှိတဲ့ဖြီရင်းမှာ အလုံးလောက်ကိုင်နိုင်ရေးတို့ကိုဆောင်ရွက်ဖို့လိုအပ်ကြောင်းဒါကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ job fair များကျင်းပပြီး one stop စာပေနဲ့အလုံခံနိုင်ရေးအလုံရှင် များနဲ့ပူးပေါင်းစီစဉ်ပေးခြင်းထင်ရောက်တဲ့အလုံကိုင်ဆိုင်ရာဝန်ဆောင်မှုပေးနိုင်ဖို့အတွက် labor hr management system ရေးဆွဲပြီး website လွှင့်တင်ပေးထားကြောင်းမင်းအောင်လိုင်ကဆိုပါတယ်ဒါအပြင်ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုံသမားတွေက၎င်းတို့ရဲ့မိသားစုတွေထံကိုတရားဝင်လမ်းကြောင်းမှတဆင်မိသားစုလွှဲပို့ငွေများလွှဲပို့ဖို့အတွက်လည်းဥပဒေနဲ့ညီဆောင်ရွက်လျက်ရှိကြောင်းမင်းအောင်လိုင်ကဆိုပါတယ်လက်တလောစ စ်ကောင်စီကပြည်ပနိုင်ငံများကိုအလုတ်သွားရောက်လုကင်မှုတွေကိုစီးစစ်တင်ကြလျက်ရှိရာအသက်၁၈နှစ်မှအသက်၃၅နှစ်အတွင်းအမျိုးသားများအလုံးကိုပြည်ပကိုသွားရောက်အလုတ်လုခွင့်ပိတ်ပင်ထားခြင်း OWIC ပြည်ပအလုတ်သမားကတက်တီကံများထုတ်ပေးရမှာတင်းကျပ်စီးစစ်နေခြင်းပြည်ပကိုအလုတ်သမားများသွားရောက်အလုတ်လုဖို့အလုတ်သမားဝင်ကြီးဌာနရင်ခွင့်ပြုချက်ရယူခွင့်ပြုမှသွားသွားရောက်ခွင့်ပြုခြင်းပြည်ပနိုင်ငံများကိုသွားရောက်အလုတ်လုရမှာနိုင်ငံအလိုက်တလလင်းသွားရောက်အလုတ်လုခွင့်ပြုတဲ့မြန်မာလုတ်သမားအရှိတွက်ကတ်တက်ခြင်းများလုံဆောင်လျက်ရှိကြောင်းပြည်ပလုတ်ကင်အေဂျင်စီတွေက ာဆိုပါတယ်စစ်ကောင်စီရဲ့ကန့်သတ်ချက်တွေကြောင့်ပြည်ပလောက်ကန်အေဂျင်စီများစုမှပြည်ပနိုင်ငံကိုအလုတ္တမဆေးလွတ်ဖို့အဆင်မပြေတော့ဘဲလုပ်ငန်းများရန်နာထားကြောင်းပြည်ပလောက်ကန်အေဂျင်စီလုပ်ငန်းရှင်တချို့ကပြောဆိုပါတယ်